င်္ဂလာပါကျွန်တော်တို့ new future youtube channel ရနေကြိုးစားပါတယ်ကဲကိုဆောင်ရင်ကိုဆောင်ဘာဖတ်နေရလဲကိုကြည့်လိုက်ပါလားဒီပေးရင်ရှိတဲ့ NUG စတင်ကြောင်းကိုတဲ့စစ်တပ်ကဘုံကျဲခလေးငယ်များအပါအဝင်19ဦးတိစုံပြီးတဲ့ဒဏ်ရာရတာ50လောက်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒါဆိုရင်ဒီလောက်ရက်တွေကအခုအောက်ကအောက်ငယ်အောက်ကဟိုဒီဟိုဒီအောက်ငယ်ရဲဘော်တွေကသူတို့မသိကြတာလားကွာ ရဲဘော်ရင်းမဒီလုံးရက်ကိုပြောမှဆိုရင်မကောင်းဘူးရိုးရှင်းတွင်းလားလုံးကတော့မကောင်းဘူးဘယ်တော့ပဲနာတယောက်နဲ့တယောက်နဲ့နာကြီးမှုရှိတာလည်းမဟုတ်အပြစ်မဲ့တဲ့ကလေးတွေဗျအပြစ်မဲ့တဲ့ကလေးတွေဒီကလေးတွေကသူတို့အပေါ်မှာဘာများထိခိုက်နေအောင်လုပ်လို့လေတိုင်းပြောင်းကြဲရတာဘာကြောင့်တိုင်းပြောင်းအောင်လုပ်နေရောလားတိုင်းပြည်ပြည့်ရအောင်ဖြစ်နေလို့လားနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးရလောက်အောင်တခြားနိုင်ငံကလာပြီးကျူးကျော်တာမဟုတ်ဘူးဗျအဲ့လေဒါကိုနိုင်ငံသားကဲကိုနိုင်ငံသားချင်းချင်းဥမာအနေနဲ့အစိမ်းနဲ့ဖြစ်တယ်ဟုတ်ပြီဟုတ်ပြီ မှန်တဲ့လူတိုင်းအာပြည်သူအပေါ်မှာတနာညတာမှုရှိတယ်ကိုကျင်းစာတရားရှိတယ်ပြည်သူအခွင့်အရေးလူအခွင့်အရေးကိုဘယ်အစိုးရပဲတတ်တတ်ကျတို့ပြီးတယ်ကျတို့လက်ခံတယ်ဒါပေမဲ့ဒီလိုအပြစ်မဲ့တဲ့ကလေးတငယ်တွေရှိတဲ့စာတင်ချောင်းကိုပါ ရုံမှအာနာရှင်လူစုကစနစ်တကျရုံမှနေပြီဆိုလို့ရှိရင်ခင်ဗျာကျုပ်တို့မှာကျုပ်တို့မြန်မာနိုင်ငံသားဆိုတဲ့ မြန်မာနိုင်ငံပြည်မြေပုံကကဘာကတော့ပျောက်သွားမဲ့အနေအထားမျိုးမှာရောက်နေပြီဒီလိုအနေအထားမျိုးကိုဘလို့လူတိလူကဒီခံစားချက်နဲ့လုတ်တယ်လဲနောက်အခုတည်းလုတ်အခုကျဲလိုက်တော့အဲ့ဒီကျဲတဲ့လင်းရင်မူကသူတို့မှမိသားစုတွေမရှိဘူးလားမိသားစုရှိတာပဲအေးဘာဖြစ်လို့ဘာဖြစ်လို့စာနာစိတ်ကလေးမမွေးထားကြတာစာနာစိတ်လည်းမရှိဘူးကိုချင်းစာတရားလည်းမရှိဘူးဆိုတော့ကျွန်တော်တို့လုတ်တာဒါတို့လုတ်ရက်ကတို့ကမှန်တယ်လို့ထင်တာလားအဲ့လိုလား မန်လို့လောက်တာပေါ့အဲ့တော့အဲ့အဲ့နေ့ကျကျွန်တော်ပြချက်ပြောကြည့်မယ်ဦးอืมမတော်တက်မတော်ကဥဆောင်ဥရွက်ရှိမှဒီနိုင်ငံမြန်မာနိုင်ငံဟာအေးချမ်းမယ်ဆိုပြီးတို့ကစနစ်တကျ brain wave နဲ့တို့ရဲ့တက်မတော်သားတွေစစ်သားတွေအားလုံးကိုစနစ်တကျရိုက်ချဲခြင်းထဲထားတဲ့အတွက်ဒီလူဒန်းစားတွေကလည်းဒီနေရာမှာကိုချင်းစာတရားတာမရှိဘူးငါတို့ဒီစစ်မြေပြင်ကိုသွားတယ်ဆိုတဲ့အရာကိုကျွန်တော်၈၈တုံးကကြုံမှုတယ်ချင်းတက်တာလပတ်အုပ်ထားတဲ့ကားအပေါ်ကိုတက်ခိုင်းပြီးတော့ မင်းတို့တွေစစ်မြေပြင်သွားဆိုပြီးတော့တခါတည်းចောင်းသားတွေဆန္ဒပြလိုက်တဲ့ရန်ကုန်မြို့လေကောင်မြို့တော်ခမ်းမရှိတက်တဲ့ကိုချပေးပြီးတော့ပြစ်ခိုင်းတာဒါစင်အကိုကျန်တာဒါစင်သူတို့ဒီစက္ကဆရဲ့အယူပါဒငါဘာပဲလဲလို့နိုင်ရင်ပြီးရောဆိုတဲ့စိတ်စိတ်မျိုးစိတ်မျိုးမဟုတ်ဘူးစိတ်ကိုရှိတယ်ငါနိုင်ရင်ပြီးရောဆိုတဲ့စိတ်ကဒီနိုင်ပါဗျာဒီရဒီရလက်ဒီနိုင်တဲ့အရာရလက်မှုကမန်ကန်ဒီမမန်ကန်ဒီဟုတ်ဒီမဟုတ်ဒီသူများ ဟိုသူများဟိုထိခိုက်မှုရှိသည်မရှိသည်ဖြစ်ဒါတွေသူတို့နားမလဲနားမလဲတော့အဓိကကငါတို့နိုင်ဖို့အရေးကြီးတယ်ဆိုတဲ့ကဏ္ဍကိုပဲအကြောင်းအရာကိုပဲသူတို့တွေးထားတဲ့အတွက်ဒီအချိန်မှာတော့သူတို့ကတော့အမှန်တိုင်းပြောမယ်ဆိုရင်တကယ်မှထက်ခွဲပြီသူတို့ကသူတို့လို့သူတို့လုပ်နေတယ်လောဝိသမားတွေတော့မတွေ့လား तू နဲ့နဲ့ရက်သားနဲ့ तू အရှုံးပေးတာနော်ဟုတ်တယ်ချွလောဝိသမားဘယ်လောက်ထိစိတ်တက်ကဘယ်လောက်ထိမြင့်မားလဲဆိုတာကိုရင်းစတရားလေဒီအချိန်အကို 60နှစ်တည်းကပြောမယ်၄နှစ်ကျော်ကာလကြာတဲ့တတန်းတော်ပြော60နှစ်တည်းကစနစ်တကျရုံမှာရက်ဆက်နေတဲ့အာနာရှင်လူတစုရဲ့လူရက်ကတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတာအပြစ်မဲ့တဲ့ဒီလိုကလေးမျိုးတွေရှိတဲ့စာတင်ချောင်းကိုတော့ဘုံကျဲတယ်ဆိုရင်တို့ရဲ့ရုံမှာရက်ဆက်မှုကခမကဘာမှလည်းစာတင်နေရမလို့တော့ဘူးတမိုင်းမှာလဲစာတင်စရာမလိုတော့တဲ့ရုံမှာရက်ဆက်မှုတွေဒီရုံမှာရက်ဆက်မှုတွေကိုကိုနိုင်ငံသားအချင်းချင်းကပဲပြန်လုပ်နေတာဟုတ်တယ် သူမြန်မာနိုင်ငံကလာလို့မရှိဘူးမြန်မာနိုင်ငံကျူးကျော်တာမဟုတ်ဘူးကျူးကျော်တယ်ဆိုရင်တော့နည်းနည်းလက်ခံလို့ရသေးတယ်လက်ခံလို့ရအခုကကိုယ့်နိုင်ငံသားချင်းချင်းပြောမှလည်းဟိုတမိသေးနေတည်သေးတောက်กว่าအဲ့ဒါဘယ်လိုလုပ်ကြမလဲဒါဆိုရင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာထေကြီးဝါကြီးပုပ်ကိုဒီကအစအာနာရှင်ဟာအိတ်ထဲထည့်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့သူတို့အလိုကျကျိုးဆွဲရာကမဲ့လူဒန်းစားအစုအဖွဲ့ကိုသူတို့စုဖွဲ့ပြီးသားဖြစ်နေပြီဘာကြောင့်လဲဆိုတော့ တရားဟောတဲ့ဘုံကြီးတောင်မှကိုချင်းစာတရားမရှိသွားပြည်သူတွေတည်နေတဲ့အချိန်ခါမျိုးပါတော့ရုရှားနိုင်ငံတော်သွားပြီးတော့ရုရှားနိုင်ငံပြည်ကြီးအေဂျင်မာတွေတို့ပြီးတော့အဆက်အကြောက်အီရီယောရပါတရားမရှိသွားနဲ့ပွားပြောတဲ့ဒီတကူဒီလိုဘုံကြီးမျိုးတောင် ရှေ့ဥဆောင်နေပြီဆိုရင်ဒီလိုမျိုးအတိတရားညံမရှိတဲ့ကိုချင်းစာတရားမရှိတဲ့လူဒန်းစားကတော့အပေါ်ကခိုင်းစီစီမြောင်လုံနေမှာပဲဒါကြောင့်ကျွန်တော်တို့ဘက်ကလုပ်ရမယ့်အရာတွေက အဖြစ်ဖြစ်ရှင်းရှင်းလေးပဲအခုဟုတ်တယ်ဒူးဖို့အတိုင်းကျွန်တော်ရောက်မလားတေးမလားရှင်းမလားဆိုတဲ့အနေအထားမျိုးอ่ะဒီမနက်ထပ်ပြီးတော့ဒါအရင်တော့ကလည်းစာသင်ကျောင်းတွေဘုံကျက်လို့ခလေးတွေတည်ရလေအများကြီးပဲဒီလိုအချိန်ခါအပြစ်ခက်ရက်သက်ရက်ဆဲပါတယ်ဆိုတဲ့အနေအထားအချိန်ခါမျိုးမှာတော့အပြစ်မဲ့တဲ့ခလေးတွေကိုရုပ်မှရက်ဆက်တဲ့ဆိုရင်မထွေးကြဘူးစကားရှိတာပြောစရာစကားပြောစရာစကားတော့မရှိဒါဒါဘီမဲ့သူတို့တွေက ဒီလောက်အထိတောင်ယုံမာတယ်ဆိုတော့လေကျွန်တော်တို့ဒီကျွန်တော်တို့ပြည်သူအနေနဲ့လည်းဒီလိုတချို့ပြည်သူတွေကလည်းကိုယ့်ရဲ့မတိတာလည်းမဟုတ်မတိအောင်ဆောင်နေပြီးတဲ့ပြည်သူတွေလည်းမဟုတ်ဘူးကွယ်အဲ့ဒီမတိအောင်ဆောင်နေတဲ့လူသားသားတရက်ကိုကျွန်တော်ပြောကြည့်မှာပထမတော့ဂျားနေပေါ့အုပ်ငလင်းဖြစ်တဲ့အချိန်မှာအဲ့ဒီဂျားနေတဲ့လူသားသားထိသွားတယ်အင်းအင်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လောက်ကင်စားတော့တရားလဲမလို့အဲဟိုအလုတ်ကျန်းလို့တရားမလို့ပဲနေအေးဝင်တန်းနေပါနော်အေးစစ်စစ်နေလို့ရတယ်တိုက်နဲ့တာနဲ့နေလို့ရတယ်ငလင်းလည်းဖြစ်ကော ဖွက်လာပြီးလှူတဲ့လူတွေရှိမှာတွားလဲမတောင်းရဘူးရှက်လို့အခုလိုအချိန်ခါမျိုးမှာဒုက္ခရောက်ပြီဆိုတော့တွားတောင်းရတယ်တွားတောင်းတဲ့အချိန်မှာခင်းနေပါတယ်ထမီးမှုတွေကုံသွားတဲ့ခါကျတော့ရှက်ပြန်အောင်อืมအဲ့ဒါအီအဆက်ကြောက်တရားအစစ်မဟုတ်ဘူးဗျအဆက်အကြောက်တရားဆိုတာအမှန်တရားကိုမျက်ွယ်ပြုတ်ပြီးအမှားတရားလုံနေတဲ့လူတွေကိုလိုက်ပြီးအားပေးနေသမျှ အဲ့ဒါတကယ်အစ်စ်ရှာကြောက်တရားအခုကျွန်တော်ပြောနေတာဗာလဲအမန်တရားပြောအေးအမန်တရားလက်ခံလားလက်ခံကြတဲ့လူတွေပြောပြောနေလက်ခံပါတယ်တကယ်ထောက်ခံတဲ့အချိန်ကျရင်ဘယ်သူမှမရှိဘူးမရှိတော့ဘူးအဲ့ဒါဘယ်လိုလုပ်ကြမလဲကျွန်တော်နိုင်ငံသားအဲ့ဒီလိုအခြေပြုတာကနေစပြီးတော့စနစ်ဆိုတဲ့အရာတစ်ခုကလူဘလှုပ်ထားတာအဲ့ဒီစနစ်ဆိုးတစ်ခုကိုတည်မြဲဖို့လူကလှုပ်တဲ့လူကပြည်သူအပေါ်မှာတညာမှု ရှိတယ်ဆိုရင်ပြဿနာမရှိဘူးကျွန်တော်ပြောပြီးသားဘယ်စနစ်ဘယ်အဘယ်လိုစနစ်မျိုးနယ်ပဲနိုင်ငံတိုင်းနိုင်ငံကိုအုပ်ချုပ်အုပ်ချုပ် ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ပြည်သူကိုမျက်နှာပြုတ်တဲ့အစိုးရတရက်တာဆိုရင်ကျွန်တော်ကလက်ခံပြီလားဟုတ်တယ်ဒီလိုအချိန်ခါမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဘက်ကလုံတင်လုံထိုက်တဲ့အရာတွေနဲ့တိတိကျကျပြက်ပြက်သားသားလုံရမယ့်အရာရုပ်အချင်းကမျိုးတွေမှာတော့ခုနအကိုပြောတဲ့လူဒန်းစားကကက်လန်ကက်လန်ဖြစ်နေဟုတ်တယ်။နောက်ပြီးတော့တခြားကျွန်တော်ယူကွန်ပျူတာစုမထီလို့ဘာမှမဖြစ်တာလားအဲ့လိုအဲ့လိုစောင်းမုံမူးွားမကြလို့ဟုတ်တယ်။ဒါပေမဲ့အခု၄နှစ်ကျော်ကာလကြာတဲ့အချိန်မှာကျွန်တော်တို့ ပေါင်ပေါင်းမိွားကြတဲ့လူဒန်းစားတွေလည်းအများကြီးပေါ်လာတာကိုခင်ဗျားတို့တွေ့လိမ့်မယ်လောက်ကင်စားတောက်နိုင်တဲ့လူဒန်းစားတွေရှိနေသလိုလောက်ကင်စားတောက်မနိုင်တဲ့လူဒန်းစားတွေလည်းအတိတ်ဒုက္ခတွေရောက်နေတယ်အဲ့ဒီမှာအလဲလက်တန်းစားဂျားနေလူဒန်းစားတွေလည်းဒီလိုအချိန်အခါမျိုးတိတိုက်ရောက်မှုတွေရှိနေပြီးဆိုရင်ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်းနီးရဓာတ်ကိုဆွဲပြီးအာနာရှင်စနစ်ကိုတွန်းလှန်ကြဖို့အရေးကြီးတယ်အဲ့ဒီလိုပဲ ပြည်ပရောက်နေသောမြန်မာနိုင်ငံနိုင်ငံသားတွေအနေနဲ့ဒီမိုကရေစီရရှိရေးထက်လူအခွင့်အရေးကိုပြန်ရရှိအောင်ငါတို့ဘယ်လိုလုပ်ကြမလဲဆိုတာစဉ်းစားဖို့လိုနေဟုတ်တယ်ဒီနေ့တကယ်တွေ့ကြုံရတဲ့ဖြစ်ပြတဲ့အတွက်မမြင်ရပေမဲ့ခမရတို့ရင်ပတ်နေလားခန်းစားကြည့်မယ်ဆိုရင်အာနာရှင်စနစ်ကြအောင် လုပ်နေတဲ့အစိုးရတရက်ကနေအောက်ဆုံး90%ထဲတဲ့လူထိဘယ်လိုစိတ်မျိုးတွေထားရမလဲဆိုတာ အမေရိကန်ဘီယနာကိုဝင်သိမ်းတဲ့အချိန်မှာဘီယနာနိုင်ငံသားတွေထားတဲ့စိတ်မျိုးကိုထားမှရတော့မှာဟုတ်တယ်ဒီလိုမျိုးမထားဘူးဆိုရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့ဘဝရိုးရိုးရှင်းရှင်းလေးပဲတိုင်းတစ်ပါးလာအုပ်ချုပ်တာတဲ့ကိုယ်နိုင်ငံသားကကိုယ့်ကိုပြန်ပြီးရုပ်မှရက်ဆက်နေတဲ့အရာကအရန်ကိုစိုးရွားနေတယ်ဟုတ်တယ်ရော့စ်ပယ်လည်းပရိုတော့အာရိုင်ဘီလည်းလုတ်เสียရမလို့ကျွန်တော်ဒီချိန်မျိုးမှာအာရိုင်ဘီလို့ဝမ်းနေပါတယ်ခြေခွဲပါတယ်ဖြစ်နေမဲ့အစား ရတဲ့နေရာရတဲ့အချိန်ကနေပြီးအောင်ဘယ်လိုဆုံးတက်ရမလဲဆိုတာလူပြီးအောင်ဆုံးတက်အောင်ဘယ်လိုလုပ်ရမလဲဒီဆုံးတက်အောင်လုပ်ဖို့အတွက်ခမရလည်းပါဆိုကြုံလည်းပါဆိုလူတိုင်းလူတိုင်းအားလုံးပါဝင်နေဖို့လိုတယ်အဲ့ဒီပါဝင်နေဖို့ဆိုတဲ့အရာကပါဇက်နဲ့ပြောလို့ရတဲ့လူကပါဇက်နဲ့ပြောပြီး organizer လိုက်လို့လက်ပတ်စံနဲ့ပေးနေတဲ့လူကပတ်စံနဲ့ပေးပြီးလိုက်လို့လက်နဲ့ကင်ပြီးတိုက်ပွဲဝင်တဲ့လူကလက်နဲ့ကင်ပြီးတိုက်ပွဲဝင်မိရတာနဲ့ကျွန်တော်တို့စိတ်တွေယုံကြည်ချက်တွေရှိဖို့လိုတယ်ဗျခိုင်မာဖို့လိုတယ်ရိုးသားဖို့လိုတယ် ခမရတို့အခုမတရာရီစာနဲ့ထောက်ပို့လို့ခိုးပြီးတော့စားနေတယ်ထမင်းတွေဟာအခုလိုအဖြစ်ဆိုးတွေဖြစ်နေတာညတို့အဆက်အကြောက်ဣတိရတော့ပါတရားတွေမရှိကြဘူးလားဝမ်းနဲ့ကြေကွဲပေးရဆိုတာခမရတို့ ကိုယ်တိုင်ကြုံလာတဲ့အခါကျမှသိလာလိမ့်မယ်အဲ့ဒါအမှန်ဆုံးပါကိုခမရတို့ကိုယ်တိုင်ကြုံလာတဲ့အခါကျရင်ခကြီးကတိုးတက်လာတဲ့အတွက်ခမရတို့ကိုကျုတ်တုတ်ညံမြင်တဲ့အချိန်ကျရင်ဘာလို့ပြမလဲသိလားဒီလိုမျိုးဝမ်းနဲ့မပြဘူး ပြုံးမဲ့ပြမှာမင်းတို့ ਨੇ တန်တဲ့အရာဟာဒါပဲဖြစ်တဲ့အတွက်အဲ့ဒီလူလူတန်းစားထဲမှာမပါဖို့ခမားတို့တက်နိုင်တဲ့ဘက်ကကူညီပါတယ်ဆိုပြီးတော့သုံးချောင်းထောင်ပြီးငါးချောင်းနဲ့ထည့်တဲ့လုပ်တွေမလုပ်ကြဖို့အရေးကြီးတယ်ပြောပြခုကျွန်တော်မပြောချင်တော့ပြောလို့လဲဘာမှပြောပါများရင်လဲအမှန်မှဒီလူတယောက်ကဒီလိုမျိုးဖြစ်ပြနေတဲ့အချိန်ပေါ့ဒါတွေကအမှန်မှကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ တည်တင့်တလောက်တည်တင့်နေပြီဘယ်လိုလုပ်ရမလဲဘယ်လိုဆက်သွားရမလဲဆိုတာတည်တင့်နေပြီလို့တော့ကျွန်တော်ထင်တယ်ခစ်ပြတ်တစ်သေးတွေမဖြစ်ချင်ကြနဲ့တမိုင်းရေးမဲ့လက်တွေကမင်းတို့ကိုခစ်ကာလာ အပိုင်းချရပြန်ပြီးတော့ပေးဆပ်ရမယ်ဟောကောင်းဆုံးနေပါနော်ဟာလုံး